28ရက်များပြောရင်ဆီမှာမလင်းလောက်တာဆိုတာလေဒီအချိန်အထိအသက်ရွယ်ဒီပေါ့နော်တခါမှမကြုံခဲ့ဘူးအမေကနေပြီးလှမ်းអော်တယ်တမီးရေငလင်းလောက်နေတယ်ပြီးခဲ့ပြီးခဲ့ဆိုတော့ညီမတီရေချိုးရင်းနဲ့တန်လိုင်းပေါ့နော်အဲရေချိုးမှုဆိုပြီးတော့လေတန်လိုင်းနဲ့အိမ်မွားနေဟုံးငနေပြုတ်ကျလိုက်တာကိုလေဆိုအတင်းပြေးလိုက်တာချက်လောက်တွေလည်းခိုင်းမိတယ်အမေကိုလည်းဆွဆွဲပြီးတော့ဆိုပြေးတယ်ပြီးလို့ရှိရင်လေဒီတူမတွေကဆိုလို့ရှိရင် ။ဥမာဆိုရင်အိမ်ပြိုတာပေါ့နော်။မူဂျိုချောင်းလေးမှာပြိုကြတယ်။ညီမတို့ဆိုရင်သွားဆွဲခေါ်လို့တော့မရဘူး။ပြီးတော့ဒီမတယောက်လည်းအလိုပဲဘုံချောင်းမှာပြိုကြသွားတယ်ပေါ့နော်။ညီမတို့ဆိုရင်ဒီငလင်လို့တော့အိမ်ဒီမှာလည်းနေကြမရှိဘူး။လမ်းဘေးကိုအတင်းပြေးရပြေးပြီးသွားရင်ဘုံချောင်းမှာပဲညီမတို့နေခဲ့ရတယ်ဟုတ်။အိမ်မဲအိုးမဲဒီလည်းဖြစ်နေတာပေါ့။ ဒီအမျိုးသမီးညီမတို့ဆိုလို့ရှိရင်ပေါ့နော်ဒီတော့ကြေးရတော့ရလေးတွေဖြစ်တဲ့အတွက်ဒီရာသီလာတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့ဒီပတ်လေးတွေဆိုလို့ရှိရင်ဝယ်ဖို့ကခဲရင်လည်းမြို့အတွက်ပြီးတော့ဝယ်ရတာဆိုတော့ခဲရင်လည်းတော့ရွာဒီမှာဆိုရင်လည်းပေါ့နော်ဟိုရှိတဲ့ဆန်ရှိတယ်မရှိတဲ့ဆန်မရှိဘူးအများစုကမရှိတာပေါ့နော်ပြီးလို့ရှိရင်လည်းဒီတောသူတောသားတွေဆိုတော့လေဒီပတ်ဆံကုန်ကြစရိတ်လည်းဟိုတာများတယ်ဆိုတော့လေသူတို့ကတစ်နှစ်ကိုနှစ်ကြိမ်ပဲအသုံးပြုတာများတယ်မြန်မာလည်းကိုယ်တိုင်ပဲနှစ်ကြိမ်လောက်ပဲအသုံးပြုခဲ့ပါတယ်ဟုတ် ငလဲမဖြစ်ခင်တော့ဆိုလို့ရှိရင်ညီမတို့ဆိုရင်ပေါ့နော်ပတ်ကိုပဲအသုံးပြပါတယ်အများစုပေါ့နော်တရွာလုံးဒီခြေဟိုပါပြိုစင်ကနေပြီးတော့ဒီမင်းကလေးအများစုကဒီပတ်ကိုပဲအသုံးပြပါတယ် ညီမတို့ဆိုလို့ရှိရင်ဒီငလင်မဖြစ်ခင်ကာလမှာဆိုငလင်ဖြစ်ပြီးမှကာလမှာဆိုလို့ရှိရင်ပေါ့ညီမတို့ဆိုလို့ရှိရင်ဒီပက်ကိုပဲအသုံးပြုပါတယ်ဒီပစ္စည်းတစ်ခုဟိုပါပေါ့အလှရှင်တွေရဲ့ပံ့ပိုးမှုလေးတွေနဲ့ကြတော့ညီမတို့မှာဆိုရင်အခုဆိုရင်ပေါ့ပို့ပြီးတော့အဆင်ပြေလာတယ်ဒီမျိုးတွေပိုင်းမှာဆိုရင်လည်းတက်ပြီးတော့မဝယ်ရတော့ဘူးပေါ့နော်ဒီပံ့ပိုးကူညီမှုပစ္စည်းလေးနဲ့လာစဉ်သုံးပစ္စည်းပေါ့နော်အဲ့ဒါလေးနဲ့ပက်လေးတွေနဲ့ညီမတို့မှာအသုံးပြုနေရပါတယ်အခုဆိုလို့ရှိရင်တနေ့ဟိုပေါ့နော်၃ချိန်လောက်အသုံးပြုနိုင်ပါတယ်ဟုတ်ကဲ့ပါရှင် ။ငလင်ပြီးဆိုလို့ရှိရင်ညီမတို့ရွာမှာဆိုလို့ရှိရင်ဈေးတိုင်ကြီးလည်းပြိုကျသွားတယ်။ညီမတို့မှာဆိုရင်ဒီဘက်ကိုပေါ့နော်ဝယ်ဝယ်ဖို့ကတော်တော်ခက်ခဲပါတယ်။ငလင်ပြီးမှဆိုရင်ညီမတို့ဆိုလို့ရှိရင်ပတ်ဒီကျဲမာကြီးပစ္စည်းတွေဆိုရင်ဒီထောက်ပံ့ကူညီမှုအဖွဲ့အစည်းတွေကနေလာပြီးတော့ပေါ့နော်ညီမတို့လူတဲ့အတွက်ညီမတို့မှအရန်အထောက်အကူပြုပါတယ် ညီမတို့ငလင်ပြီးမှဆိုလို့ရှိရင်ခြေရွာမှာဆိုညီမတို့မှာပတ်တွေဝယ်ရတာအဆင်မပြေနိုင်ဘူးခြေရွာမှာဆိုလို့ရှိရင်အခုဆိုရင်ဈေးနှုန်းတွေတက်တယ်လမ်းတွေပြတ်တော့ညီမတို့မှာဒီပတ်ဝယ်ဖို့ဟာကိုမတက်နိုင်ဘူးပေါ့နော်အများစုကမတက်နိုင်ကြဘူးညီမတို့ဒီဈေးဆိုင်ညာလည်းပြူတဲ့အတွက်သူတို့ရှိမှလည်းဝယ်လို့အဆင်မပြေဘူးညီမတို့ဆိုခြေရွာရဲ့အတွက်မြို့ကိုတက်ပြီးဝယ်ရတော့ညီမတို့မှာစိန်ခေါ်မှုတွေအများကြီးဖြစ်နိုင်တယ်ပေါ့ လေဘေးတန်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်မော်တန်တန်ချင်းချင်းတကူရေးတန်ချင်းချင်းတွေလောက်ရမယ်ဒီနေ့ကိုရေရှိုးဒီနေ့ကိုရေတချင်းရှိုးလို့ရပါတယ်ပြီးလို့ရှိလို့ရှိရင်ဒီဘက်ကိုပေါ့နော်ဒီနေ့ဆိုလို့ရှိရင်၄နိုင်၅နိုင်မှာဆိုရင်တချင်းလေးတင်ပါတယ်၄ချင်း၅ချင်းပေါ့နော်လဲတင်ပါတယ်အကြံပြုတင်ပါတယ်